ဘေးဒဏ်ကိုတင်းတင်းကြပ်ကြပ်ရင်ဆိုင်နေကြတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုကြီးနဲ့နိုင်ငံတကာမိတ်ဆွေတွေကိုလေးလေးဆန်းဆန်းနှုတ်ခွန်းဆက်ပါကျွန်တော်ဒေါက်တာဝင်းမြတ်ဟူကပြည်သူ့ရွေးချယ်တင်ရောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တစ်ခုဖြစ်ပါတယ်ခုဖာမှာတော့မြို့သားညီညွတ်ရေးအစိုးရ NUG မှာလူသားချင်းစာနာထောက်ခံရေးနဲ့ဒီရနေဆိုင်ရာစီမံခန့်ခွဲရေးဝန်ထမ်းတာပြောက်သူ့ကိုကြီးတာဝန်ယူထားပါတယ်ကျွန်တော်အခု150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံကိုတက်ဖို့ရောက်ရှိနေတာဖြစ်ပါတယ် ကျွန်တော်ဒီညီလာခံကျင်းပနေတဲ့ညီလာခံဆောက်ဦးကြီးကနေပြီးတော့အခုစကားပြောနေတာဖြစ်တယ်။ကျွန်တော်နိုင်ငံတကာပါလီမန်ညညီလာခံကို146တင်တဲ့တယောက်ခဲ့တာဖြစ်ပြီးတော့တယောက်တိုင်းမှာလည်းကျွန်တော်ဒါနိုင်ငံတကာပါလီမန်ညညီလာခံကအသိမှတ်ပြုပြီးတော့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ CRPH ကိုနိုင်ငံတကာပါလီမန်တွေကနေပြီးတော့ဒီမြန်မာနိုင်ငံရဲ့တရားဝင်တွတ်တော်တွေနဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ဒီဒီကယူတောက်ခံတွတ်တော်ကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီးတော့ မှလာပြီးတော့ဆွေးနွေးညှိနှိုင်းမှုဖွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်နိုင်ငံတကာပါလီမန်ညာညီလာကအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တက်ရောက်ခဲ့တဲ့အချိန်တိုင်းမှာပြည်သူတွေရဲ့ဒုက္ခတွေလူခွင့်တွေချိုးဖောက်မှုတွေပြည်သူတွေအတွက်လိုအပ်ချက်တွေဒါတွေကိုကျွန်တော်အနေနဲ့နိုင်ငံတကာတိအောင်တတ်နိုင်ဆုံးစူးစမ်းခဲ့ပါတယ်။ဒီတစ်ခေါက်ကတော့ပုံပြထူးခြားတာဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့ကျွန်တော်ကျွန်တော်ပြည်သူတွေကဒုက္ခတွေခံစားနေရတဲ့ကြားနောက်ထပ်ဒုက္ခတစ်ခုဖြစ်နေတာဖြစ်ပါတယ်။ဒါ ကြာခင်းဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ငလင်တံကိုအားရဖြစ်ဒီလိုမျိုးငလင်တံကိုအားရတဲ့ကြောင့်ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်အနေနဲ့ဒီနိုင်ငံကပါလီမန်ညညီလာကံကကမ္ဘာအရေးရခတ်တည့်အောင်လာတဲ့ဆွတ်တော်ပူဇော်ပြုဖွဲ့တွေနဲ့ဖွင့်ဆောင်ပြီးတော့မြန်မာနိုင်ငံအကြောင်းကိုပြောဖို့ဖွင့်ရတာအမြန်ချူကြကောင်းမွန်တဲ့ချူကြချက်တစ်ခုဖြစ်တယ်။ဒီနှုန်းကကျွန်တော်မြန်မာနိုင်ငံမှာပြည်သူတွေခံစားနေရတဲ့ကိစ္စတွေနိုင်ငံတကာကနေပြီးတော့အာရုံစမ်းမှုမြင်ပါခဲ့တယ်။ အခုပြင်ထန်တဲ့ကလေးလုပ်ပြီးနောက်မှာမြန်မာနိုင်ငံပေါ်မှာအာရုံထားမှုတွေပေါ်လာအကြောင်းမလို့ဒီခေါက်လိုက်တဲ့အချိန်မှာတော့အာနာလူမှုကိုကြိုးစားခဲ့ပြီးနောက်ပိုင်းမှာပြည်သူတွေခံစားရတဲ့ဒုက္ခတွေကိုကြီးမားတဲ့သဘာဝပေးယူအမှန်ခံစားရတဲ့ဘာလို့ဒီအချိန်ဒီမှာပြည်သူတွေကအများကြီးအကူအညီလိုအပ်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုကမ္ဘာနိုင်ငံအများပြနေတက်ရောက်တဲ့ဒီလိုဒီလာခံကြီးမှာကျွန်တော်တို့ရဲ့အခြေအနေကိုပြပြခွင့်ရတာကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်။ကြီးမားတဲ့သဘောအဘေးကိုခံစားနေရတဲ့အချိန်ကျွန်တော်တို့ပြည်သူစိုးရအနေနဲ့ ပြည်သူတွေကိုကူညီဆောက်ရှောက်ဖို့အတွက်ထိတိယအောင်ဆောင်ရွက်နိုင်ဖို့ပြစ်ခတ်ရစဲရေးစတင်ပြီးဆောင်ရွက်ခဲ့တယ်၊ကြီးညာခဲ့တယ်။ဒါပေမဲ့ဒီပြစ်ခတ်ရစဲကိုကြီးညာခဲ့ပြီးမဲ့တစ်ဖက်ကစစ်ကြမ်းဖက်စစ်ကြောင်အနေနဲ့တော့သူတို့ရဲ့ရစက်ကြမ်းကျုပ်တဲ့ပြုမှုကိုဆက်လက်ပြီးဆောင်ရွက်နေလိုက်တယ်။အထူးသဖြင့်အဖြစ်လက်လက်ကြီးရနေဖြစ်တဲ့လူချောင်းကနေပြစ်ခတ်တာတွေကိုဆက်ပြီးဆောင်ရွက်နေတာအားလုံးသိတယ်ဖြစ်ရှိ။ဒါ ው လေကဘာကြီးကကြည့်ရှိအောင်ကျွန်တော်တို့ပြောဖို့လိုတယ်။ ကဘာကြီးကပို့ပြီးတော့တိတာချင်းချောင်းအောင်ကျွန်တော်တို့ပြနိုင်မှုလို့ပြောနိုင်မှုလို့ကိုကြီးမားပြင်းထန်တဲ့ကဘာဝဘေးဖြစ်လာတဲ့ခါမှာပြည်သူတွေဟာတော်တော်ကိုဒုက္ခအခြေအနေဟာပို့ပြီးတော့ဆိုးဝါးတဲ့အခြေအနေကိုရောက်ရှိပါလာဖြစ်ပါတယ်ဒီလိုအခြေအနေမှာကျွန်တော်တို့အနေနဲ့နိုင်ငံတကာကပို့ပြီးတော့အာရုံစိုက်လာတဲ့အခြေအနေကျွန်တော်တို့ဘလို့နည်းနဲ့ကျွန်တော်တို့ပြည်သူလူထုကိုပယ်စင်ရမယ်ဆိုရယ်ပြစ်ဆောက်ကိုကျွန်တော်တို့နေဆွေးနွေးဖို့လိုပါတော့ဒါကြောင့်လည်းကျွန်တော်တို့မဖြစ်နိုင်အောင်ဒီဒီလာကောင်လာပြီးတော့တက်ရောက်တာဖြစ် ပြည်သူတွေဒုက္ခရရောက်ချင်းကျွန်တော်တို့ပြည်သူအစိုးရ energy အနေနဲ့ကျွန်တော်တို့ပြည်သူတွေအတွက်ကိုကန့်နိုင်ဆုံးကျွန်တော်တို့လိုအပ်တဲ့အကူအညီတွေပေးအပ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါကျွန်တော်တို့ပြည်သူကပြည်သူထောက်ပံ့တဲ့လူစုနဲ့ကျွန်တော်တို့အခုချိန်မှာစက်တမ်းပေါင်း1200ကျော်ကျွန်တော်တို့ပြည်သူလက်ဝဲရောက်ထောက်ပံ့နိုင်ပြီဖြစ်ပါစစ်တပ်နေရင်ပြစ်ခတ်ရစီးကိုပြည်ပြည်နဲ့နေနေမှာညညာခဲ့ပြီလို့ဆက်ပြီးတော့ဒီတောင်းတက်ခဲ့မှုတွေကဆက်လုပ်နေရဖြစ်။ဒါဟာ ပြည်သူတွေအပေါ်မှာမငြိမ့်ညာဘူးဆိုတာထင်ရှားတယ်။ဒီကိုအကျန်းဖက်နေတဲ့စစ်တပ်တွေနဲ့ဒီအကျန်းဖက်နေတဲ့ရက်တပ်တော်အောင်လုပ်နိုင်မဲ့ဒီလမ်းတွေကိုလည်းဒီအားလုံးကနေပြီးတော့နှိမ့်နိုင်ဆွေးနွေးပြီးတော့အဖြေရှာနေကြတာဖြစ်တယ်။ကျွန်တော်တို့ဒုက္ခရောက်တဲ့ပြည်သူတွေကိုပုံမူလို့ဟာကျွန်တော်ကပြည်သူအားကိုပဲအဓိကထားတာဖြစ်တယ်။ဒီလိုအဝတ်ကတည်းကကျူးစားနေတဲ့အချိန်မှာလေနိုင်ငံတကာရဲ့ပောက်ပတ်နေတဲ့မြန်မာနိုင်ငံကိုတင်းနေတာဖြစ်တာ အဲ့နှုတ်ဖက်နေရခုဆိုလို့ရှိရင်အမေရိကန်ဒေါ်လာတန်းတရာကျော်ရှိပြီဆိုတာသိရတယ်။အကြီးအကောင်းမှန်နေရတကယ်ပဲပြည်သူလက်ထဲကိုရောက်ရှိဖို့ဆိုတာကကျွန်တော်တို့ဒီလိုနေရာမှာနိုင်ငံတကာနဲ့တွဲဆုံတဲ့အခါမှာနိုင်ငံတကာပါတီမန်တွေရဲ့အဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်တို့တိတိကျကျချင်းချင်းလေးလေးတိအောင်တကယ်ပဲပြည်သူလက်ထဲကိုရောက်အောင်ဆောင်ရွက်နိုင်တဲ့ဒီလမ်းကြီးကိုကျွန်တော်ဖော်ထုတ်ပေးဖို့ကျွန်တော်တို့နေဆွေးနွေးပေးဖို့လိုတယ်။ဒါကြောင့်မို့ဒီစည်းဝေးကိုရောက်အောင်ပြောင်းရအောင်